ဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ကျန်းမာဖို့ပညာသင်ကြားရေးအဆင်ပြေဖို့လို့တွတ်ဆိုရင်တော့မနက်စောစောမှာအသီးဆယ်စိတ်မြတ်စွာဘုရားရှင်ကိုလှူဒါန်းပြီးဆုတောင်းခြင်းအပြင်ကောင်းကျိုးများစွာရပါလိမ့်မယ် အားလုံးပဲမင်္ဂလာပါခင်ဗျာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာဒီအစီအစဉ်ကိုဘေးနင်းရတရားမီဒီယာကအစီအစဉ်တင်ဆက်ပြီးတော့အောင်ထူးဆန်းဘေးနင်းရတရားကမှအဓိကကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ခင်ဗျာစဉ်းစားတိုက်စောင့်မျှော်ကြည့်ရှုအားပေးသူအပေါင်းကိုစိတ်နှဖျားကျမ်းမာချမ်းသာပါစေခင်ဗျာမိတ်ဆွေများအားလုံးကိုဘေးနင်းရတရားမီဒီယာကတဆင့်ယူသည်လေးစားစွာဖိတ်ကြားလိုက်ပါတယ်ခင်ဗျာမြန်မာတက္ကသိုလ်1389ခုနှစ်ဒဇောင်းမုံနာပြည့် 2025ခုနှစ်နိုဝင်ဘာလ4ရက်လာမယ့်အင်္ဂါနေ့ဟာကျွန်တော်တို့ကျေးဇူးတော်အနန္တရှိသောအဘမင်းသင်္ခလမ်းညွှန်မှုနဲ့စေပေါင်းခဝဲမင်္ဂလာကျင်းပတဲ့နေ့ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်တစောင်းမုံလပြည်နေ့မနေ့စေနာရီကနေ့12နာရီအတွင်းကိုကျွန်တော်တို့ရဲ့အောင်ထူးဆန်းဘင်းနေရတရားကမ်းမှာမျက်နှာပွင့်လက်ပွင့်စေတော်ကြီးလာရောက်ပင့်ဆောင်နိုင်ပါတယ်လို့သတင်းစကားပါလိုက်ပါတယ်ခင်ဗျာ။ဤစေတော်ကြီးကတော့အမြတ်ပရိသတ်တည်ပြီးသားဖြစ်တဲ့အတိုင်း မျက်နာပွင့်စေသောလက်ပွင့်စေသောဇင်းအောင်ကောင်းစေသောငွေအထူးဝင်စေသောအထူးအစွမ်းထက်စေသောစေတော်ဤမင်္ဂလာဖြစ်ပါれခင်ဗျာဒါကြောင့်မေတ္တာနဲ့ဖြန့်ဝေသောအခမဲ့ဖြန့်ဝေသောစေတော်ဤမင်္ဂလာကိုဤစီစဉ်ကိုစောင့်မျှော်ကြည့်ရှုနေတဲ့ခொနည်းအတိုင်းမြာမြည်သူမဆိုလာရောက်ပင့်ဆောင်နိုင်ပါれဆိုတဲ့အကြောင်းဒီနေရာနေပြီးတော့ကြီးညာမောင်းခိုင်းတရင်ကောင်းစကားပါလိုက်ပါれခင်ဗျာဒီနေ့2025ခုနှစ်17လပိုင်း3ရက် အဖိတ်နေ့တနင်္လာနေ့မှာတော့မိတ်ဆွေတို့အတွက် numerology ဂဏန်းပင်ရင်ရနမိတ်ဖတ်ကြရမယ်ဆိုရင်နံပါတ်6ဆိုတဲ့သင်္ကေတနမိတ် numerology ရယသိသူတော်စင်ရသင်္ကေတနမိတ်ဖြစ်ပါတယ်တောင်ဝဲကိုကင်ထားတဲ့အတွက်ခရီးကိစ္စထူးခြားတွေပေါ်လိမ့်မယ်မိရင်ကိုကင်ထားတဲ့အတွက်လျှက်စစ်ပစ္စည်းတွေအပြောင်းလဲအသစ်ဖြစ်လိမ့်မယ်မျက်စီတို့ဦးခေါင်းတို့အာယုံကြောတို့ကျန်းမာရေးညံ့တာမျိုးကြုံတွေ့ရတဲ့တက်ကြီးရွယ်ဦးတွေအတွက်ဒီနေ့မှာစိတ်ပင်ပန်းမှုကြုံတွေ့ရတတ်တယ် နိုင်ငံရေးသူတွေအတွက်ကတော့စီးပွားရှာဖွေဖို့ကိစ္စတွေပညာရှာဖွေဖို့ကိစ္စတွေအခွင့်အရေးသစ်တွေပေါ်လိမ့်မယ်နိုင်ငံခြားသွားဖို့စီစဉ်နေတဲ့သူတွေအတွက်သတင်းကောင်းကြားရမယ်နိုင်ငံခြားသွားဖို့ကိစ္စတွေသင်းမောတက်ဖို့ကိစ္စတွေအတွက်အခွင့်အရေးကောင်းတွေပေါ်လိမ့်မယ်ဒီနေ့မှာဖနက်ဝယ်တာမျိုးခြေအိတ်ဝယ်တာမျိုးခြေသုပ်ဖုံဝယ်တာမျိုးခြေထောက်နဲ့ပတ်သက်တဲ့ကိစ္စဆောင်ရွက်တာမျိုးတွေကိုရှောင်ကြဉ်သင့်ပါတယ်မလွဲမရှောင်သာဆောင်ရွက်ရရင်တော့မွန်းလွဲကြော်လွန်မှဆောင်ရွက်ပါ ဒီနေ့မှာခொနည်းသားသမီးတွေအားလုံးကံကောင်းမှုလို့အတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်ဖြစ်တဲ့သူကတော်ဆိုတဲ့ဂုဏ်တော်ကိုအကြိမ်ကြိမ်ရွတ်ဆိုပြီးမျက်နာသိချင်းအဖြစ်ဒီနေ့တားလုံးကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ဒီနေ့မှာပညာသင်ကြားနေတဲ့ចောင်းသားចောင်းသူတွေအားလုံးအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ကျမ်းမာဖို့ပညာသင်ကြားရဲ့အစဉ်ပြေဖို့လို့အတွက်ဆိုရင်တော့မနက်စောစောမှာအသီးဆယ်စိမ့်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆုတောင်းခြင်းအပြင်ကောင်းကျိုးများစွာရပါလိမ့်မယ်ဒီနေ့ပွားမြင်တဲ့ ရင်သွေးရဏာရီအတွက်ကတော့မာဘုတ်ဗေရဏိယနှင်းနာနိဘွားပုတီဘွားဇာတာရှင်များဖြစ်ကြပါတယ်ပုတီသဘောမကျော်စွန်းကျော်စောပါကနှိုက်မြာဆိုတဲ့အတိုင်းငယ်စင်မှာချူကြပေမဲ့အောင်မြင်မှုတွေရမယ်ရင်သွေးရဏာများဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကတော့တနစ်တာလုံးကန်တရားရဲ့အထောက်ပံ့ကောင်းတွေရဖို့လို့အတွက်ကုသိုလ်ရတရားဖြစ်နေဆိုရင်တော့ဘုရူးဂျူဟာအားကောင်းဆုံးရောက်တာဖြစ်တဲ့အတွက်မြတ်စွာဘုရားရှင်ကိုရွှေသင်္ကန်းကချင်း ရွှေရည်စွန်လှူဒါန်းခြင်းရွက်လာညွန့်ဖျားကလူခြင်းနဲ့အတူမိတ်ဆွေဆွေမျိုးများကိုအာဟာရဒါနသမင်းဟင်းလျာတို့မဟုတ်စားပွဲတောက်ပွဲလှူဒါန်းခြင်းတို့ကိုပြုခြင်းအဖြစ်တိတိသားသားအကျိုးထူးများစွာရပါလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါရခင်ဗျာဒီနေ့အတွက်အကျိုးပေးစုံမကနန်းကတော့တက္ကနန်းကိုကနန်းဖြစ်ပြီးတော့မိတ်ဆွေများကံကောင်းဖို့ငွေကံကောင်းဖို့အတွက်ဆိုရင်တော့ငယ်တဲ့ကလေးတယောက်ကိုကစားစရာပစ္စည်းလေးတစ်ခုလက်ဆောင်ပေးလိုက်ပါခင်ဗျာ ဈေးကောလက်ကောအဖြစ်မိမိရဲ့ဆိုင်ရှင်းမျက်နှာသာကိုမျက်နှာမူပြီးဒီနေ့မှာ လိန်မော်သည့်သို့မဟုတ်လက်ဖက်ရည်မိဝိုင်းရင်ဇင်းအောင်ကောင်းမှုဆူတောင်းလိုက်ပါခင်ဗျာအယောင်ထိုင်နေတဲ့ကွန်ပျူစီတွေအယောင်တက်ဖို့အတွက်ကတော့လိန်မော်သည့်သို့မဟုတ်လက်ဝါးကိုရည်စွတ်ပြီးတော့ပုတ်ခတ်ပြီးရောင်းထွက်ပါစေဆူတောင်းလိုက်ခြင်းအဖြစ်တည်တည်တသာအယောင်တက်ပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကို ရွှေဖြုံကြီးမှရေးပြီးတော့တီလာရှင်ဆရာလေးတစ်ပါးပါကိုလှူနှမ်းလိုက်ပါခင်ဗျာကျမ်းမာရေးညနေတဲ့သူတွေမိသားစုမှရှိရယ်ဆိုရင်တော့ဒီနေ့ဟာဓာတ်စာဖြစ်နေ9ကြော်သို့မဟုတ်9မုံကြော်အနည်းငယ်စာရင်ကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါအိမ်တော်ရေးချင်းမေတ္တာရေးကိစ္စတွေအစဉ်ပြင်းချောမွေ့ဖို့လို့အတွက်ကတော့စွန့်ငံဖုံးကြီးကိုအသီးသုံးမျိုးလှူပြီးလွန်ရာစုတောင်းလိုက်ကြပါခင်ဗျာဒီအစီအစဉ်ကိုစဉ်ဆက်မြင်ပြအဆောင်မြော်ကြည့်ရှုနေကြသောခုနှစ်အတိုင်းများအားလုံး ယရေယာများဆောင်ရွက်ကြရင်ကြီးပွားချမ်းသာအောင်မြင်ကြပါစေလို့ဗီနီယရေယာမီဒီယာမိသားစုနဲ့အတူကျွန်တော်တို့အောင်ထူးဆန်းဗီနီယရေယာကမ်းမှာစူတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာ။